Revolution ဒီစကားလုံးက Manchester United နဲ့ Manchester United ပရိသတ်တီရဲ့ကြားထဲမှာခေအစားဆုံးစကားလုံးလို့ပြောရလိမ့်မယ်။ Ruben Amorim ရောက်လာတဲ့ Manchester United ကို Revolution လုပ်မယ်။ဒါမှမဟုတ်လို့ရှိရင်လည်း Everton ရောက်လာတဲ့ Everton က United ကို Revolution တခုယူဆောင်ပေးလာနိုင်မယ်။ဒါမှမဟုတ်အဲ့ဒီရှိကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် David Moraes ပြီးရဲ့နောက်မှာပထမဆုံးသော Manchester United ရဲ့ Revolution စတင်မယ်ဆိုပြီးတော့မှယုံကြည်ခဲ့ကြတဲ့ Van Gaal ရောက်လာတယ်။ဒါအပြင် မော်ရင်ယိုဒါဘီရဲ့အချိန်မှာနောက်ထပ်နောက်ထပ်နောက်ထပ်ဆက်တိုက်ဆက်တိုက်တယ်ဆိုတော့ okay ဒါဒီအားလုံးနဲ့ပတ်သက်ပြီးရောမှာပြောမယ်ဆိုလို့ရှိရင် Manchester United ကို revolution လုပ်ဖို့အတွက်ပထမအဦးဆုံးသောရုံရုံကြည်ကြည်နဲ့ခန့်အချင်းခံခဲ့ရတာက David Morris the chosen one ဒါပေမဲ့ David Morris ထပ်ပို့ပြီးရောမှာ chance ပုံများများနဲ့ဒါအပြင်ကိုပြည်သက်တွေရင်းထဲမှာတနှုံနှုံနဲ့ဆွဲကြံပြီးရောမှာကြံရင်စေခဲ့တဲ့ revolution တစ်ခုကိုစတင်ခဲ့နိုင်တဲ့သူကဘယ်သူလဲဆိုတော့ Van Gaal ဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှာက Van Gaal ရဲ့ Manchester United မှာမအောင်မြင်ခဲ့တဲ့ revolution အကြောင်းပဲဖြစ်ပါတယ်ဆိုတော့စကလုံးကြီးကြဲကြဲရွေးချယ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ intro လေးပြီးသွားလို့ရှိရင်စလာကြရအောင် မန်ချက်စတာယူနိုက်တက်စီကိုဒေးဗစ်မော်ရန်စ်ရောက်လာတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ကဆာလက်စ်ဖာဂူဆန်ရဲ့အကောင်းမွန်ဆုံးသောကစားသမားတွေတိတ်မရှိလာတော့ဘူးဆိုတော့လက်ခံရလိမ့်မယ်။ဒါပေမဲ့ဒေးဗစ်မော်ရန်စ်ကမန်ချက်စတာယူနိုက်တက်မှာစပြီးတော့မှ2001အနေနဲ့လက်ခံရတယ်။ပြောချင်တာကလုံးဝ အဖေကဘီရင်ဖြစ်တဲ့အတွက်ကြောင့်မသားကလည်းဘီရင်ဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုချူးဆန်းစလုပ်ပြီးတော့မှ United ရဲ့ manager ဖြစ်လာခဲ့တယ်။ဒါပေမဲ့တကယ်တမ်းပြောရမယ်ဆိုလို့ရှင် David Morris က April 2014မှာ Manchester United ကနေထုတ်ပယ်ခံလာရတယ်။ဆိုတော့ United ကို2013-14မှာ10လလောက်နီးပါးကင်တွယ်ခဲ့တယ်။ဒါပေမဲ့ Manchester United ကအဲ့ဒီရာသီအကုန်မှာဆင်းရဲတင်မှုကရမှတ်60နဲ့မှ4မှတ်လောက်နဲ့ အဆင်ရက်တည်မှုကမဆိုးဘူးဆိုတဲ့အခြေအနေတခုမှရှိခဲ့တာ။ပေါ့လဲဆိုတော့ David Morris ကအ Everton ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်2023 David Morris Everton မှာနောက်ဆုံးနှီးပြခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်လေအဆင်6ရမှတ်က60နဲ့မှ3မှတ်နဲ့ဆိုတော့ရမှတ်ကဒီလောက်အတိုင်းပဲ average အတိုင်းပဲ David Morris Everton က average အတိုင်းနှီးပါလောက်ကိုပဲသွားတာ။ဆိုတော့ မန်ချက်စတာယူနိုက်တက်ပြည်သက်တွေကအဲ့ဒါနဲ့မချိနဲ့ဒါကမန်ချက်စတာယူနိုက်တက်စတန်ဒတ်မဟုတ်ဘူးလို့ယူဆတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဒေးဗစ်မော်ရက်ကမန်ချက်စတာယူနိုက်တက်တွေမကဘူးတခြားသောအသင်းကြီးတွေပလေးယာအကြီးကြီးတွေဒါအပြင်ကိုအီလစ်ကလပ်တွေနဲ့ကင်တွေ့ပြီးတော့မှစူပလာရရှိခဲ့ဘူးတဲ့နီးပြမျိုးမဟုတ်ဘူးဆိုတာကျွန်တော်တွေးဖို့လိုလာပြီ။ အဲ့လိုအနေထားတစ်ခုမှာဒေးဗစ်မော်ရက်စ်ကထုတ်ပယ်ခံလိုက်ရတယ် United ရဲ့ identity United ကဲ့သွားခြင်းနဲ့လမ်းကြောင်းနဲ့မကိုက်ညီပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့တူတူပဲထုတ်ပယ်ခံလိုက်ရတယ်ဒီချိန်မှာ Manchester United က revolution တစ်ခုစတင်ဖို့တော့ကြိုးစားရတော့မယ်။ဘာကြောင့်လဲဆိုတော့ Silas Ferguson ရဲ့လမ်းကြောင်းကနေလုံးဝသွေးဖွဲ့ပြီးတော့မှအသက်ဆရတော့မယ်။အဲ့ဒါလို့အသက်ဆဖို့တော့ရွေးချယ်ခြင်းခံရတဲ့သူက Van Gaal ဒီနေရာမှာ Van Gaal အကြောင်းဆက်ပြောဖို့ဆိုလို့ရှိရင်သူ့ရဲ့နာမည်တောင်ကနေစပြောရလိမ့်မယ်။သူ့ရဲ့နာမည်တောင်က Iron Tulip ဘာကြောင့်လဲဘာကြောင့်ဒီလိုနာမည်ပေးရတာလဲဆိုတော့သူကတကယ်ကိုခက်ခဲခဲ့တဲ့အနေထားကနေပြီးတော့မှနီးပြဘဝကိုရရှိခဲ့တာဘာကြောင့်လဲဆိုတော့ဘလုံးသမားဘဝမှာဗန်ဟားကအောင်မြင်တဲ့ကစားသမားတရားမဟုတ်ခဲ့ဘူးဒါအပြင်ကိုသူ့ရဲ့ငယ်ဘဝဖြစ်တဲ့အဲစပါတာရိုတာတဲမှာကစားခဲ့တုန်းကဆိုလို့ရှိရင်လေသူ့အနေနဲ့မနက်ပိုင်းမှာဆိုလို့ရှိရင်ကလေးတွေကိုပီးစရာလောက်ရတယ်နေ့လယ်ခင်းပိုင်းမှာဒီသူ့ရဲ့ စပါတာရော်ဒါဒမ်အသင်းနဲ့ training စင်းရတယ်ညနေရောက်တဲ့အချိန်ရောက်လို့ရှိရင်သူ့ရဲ့နီးပြအပေါ်အတွက်လိုအပ်တဲ့အကြောင်းအရာတွေလိုအပ်တဲ့စာတင်ကြားမှုတွေကိုလုပ်ရတယ်ဒီအတွက်ကြောင့်မလို့သူ့ရဲ့တနေ့တာလှုပ်ရှားမှု routine ကြီးတစ်ခုလုံးကဇက်တိုက်ဆိုလိုလှုပ်ရှားရတယ်တော်တော်လေးခက်ခဲခဲနဲ့ရုန်းကန်ခဲ့ရတယ်လို့ပြောရတယ်အဲ့တော့အဲ့လိုရုန်းကန်ခဲ့ရတဲ့နီးပြတစ်ယောက်ကတဖြည်းဖြည်းနဲ့ ISK manager ဖြစ်လာခဲ့တယ် ISK manager ဖြစ်လာတဲ့အချိန်မှာ Louis Van ကပထမဆုံးပြောတဲ့စကားလုံးကပါလဲဆိုတော့ ကမ္ဘာအကောင်ဆုံးနီးပြောက်ရတဲ့အတွက်ကြောင့်မလို့မင်းတို့အတွက်ကုန်ယူပါတယ်ဆိုတဲ့စကားလုံးပဲတကယ်တမ်းပြန်တွေးကြည့်လို့ရှိရင် IS က Louis Van Gaal ကိုပထမအောင်ဆုံးသော professional contract ချုပ်ခဲ့တဲ့အပြင်ပြောချင်တာက IS ကခေါ်လာက Louis Van Gaal အတွက်ပထမအောင်ဆုံးသော professional coach အနေနဲ့အလုပ်လုပ်ပူတဲ့နေရာအဲ့လိုနေရာမျိုးရောက်တဲ့အချိန်မှာသူပြောလိုက်တဲ့စကားလုံးကကမ္ဘာအကောင်ဆုံး manager တဲ့ ဲ့တော့ဒီလိုနဲ့ပဲသူ့ရဲ့အကြောင်းအရာကအဲ့ချိန်မှာရည်စရာဟားစရာပြနိုင်ခဲ့တယ်ဆိုပေမဲ့တိတ်မကြိုင်ကာလမှာ IS ကဥရောပမှာပါထင်ပေါ်လာခဲ့တာ IS မှာဆိုလို့ရှိရင်သူ့အနေနဲ့ဖလားကြီးရတယ်ဒါပြီးရဲ့အချိန်မှာ European Cup တွေထိပါတက်သိမ်းနိုင်တဲ့အနေထားတည်ပဲဒါပေမဲ့ Louis van Gaal အကြောင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝမေ့လို့မရတာက youth development ပဲ Louis van Gaal အနေနဲ့ IS မှာဆိုလို့ရှိရင်တကယ့်နာမည်ကြီးတိတိကျကျကစားသမားတွေကိုစင်တင်နိုင်ခဲ့တယ်အသက်16နှစ်ရွယ်ပဲရှိသေးတယ် စီဒော့ဖ်ကလူးစ်ဗန်ဂါရဲ့အောက်မှာပထမအုပ်ဆုံးသော professional debut ကိုစတင်နိုင်ခဲ့တာဒါအပြင်ကို Patrick Clivert Patrick Clivert ဆိုလို့ရှိရင်1995 European Cup Final မှာအနိုင်ကိုသွင်းတဲ့ချိန်တုန်းကအသက်18နှစ်ပဲရှိသေးတယ်ဗန်ဂါဆင်တင်ပြီးခဲ့တာဒါအပြင်ကိုကျွန်တော်တို့အားလုံးပြီးကြတဲ့ Edgar Davids ဒါကလည်းဆိုစ်စံဂါရဲ့လက်ထပ်ပဲအဲ့တော့ဒီအရေးအပြင်ကိုလူးစ်ဗန်ဂါရဲ့နောက်ပိုင်း career coach တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘာစီလုံးသားမှာဆိုလို့ရှိရင် Javi Puro Vidal Iniesta အစားကြီးကစားသမားတွေက လူးစ်ဗန်ဂါရဲ့လက်အောက်မှာ professional debut ကိုပထမဆုံးတော့ပွဲထုတ်ခွင့်ရတဲ့သူတွေဒါအပြင်ကိုဘိုင်ယန်မြူးနစ်မှာပြန်ကြည့်ရောမလားဘိုင်ယန်မြူးနစ်မှာပြန်ကြည့်မယ်ဆိုရင်အာရာဘမူလာပြီးတော့လို့ရှိရင် Schweinsteiger Schweinsteiger ဆိုလို့ရှိရင် Manchester လို့ပြောရတဲ့အထီတောင်ပဲဘာလို့လဲဆိုတော့ Schweinsteiger ကလူးစ်ဗန်ဂါရောက်လာတဲ့အချိန်မှာ debut တော့စတင်နေပြီးတော့ပြီဒါပေမဲ့သူ့ရဲ့ professional ကစားတဲ့နေရာကဝင်းသွားအဲ့ဒီဝင်းမှာကစားနေတဲ့ကစားသမားတယောက်ကို central ကိုပို့ပြီးတော့မှ neutral မဟုတ်တဲ့ sense မျိုးကို Louis Van Gaal ကပြောင်းလဲခဲ့တယ်။ကျန်တာရီရောတမိုင်းကရေးသွားခဲ့တယ်။ Chris Tiger က Bayern Munich ရဲ့တမိုင်းမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးသောဂိုးလည်လူတွေကတက်ရောက်ပဲ။အဲ့တော့ပြောမယ်ဆိုလို့ရှိရင် Louis Van Gaal ရဲ့နီးပြဘဝတစ်လျှောက်လုံးတစ်လျှောက်လုံးတစ်လျှောက်လုံးမှာပြန်ကြည့်ရရလို့ရှိရင်လူငယ်တွေကိုပြိုးထောင်မှုလူငယ်တွေကိုစင်တင်မှုကတကယ်ကိုအရေးပါခဲ့တာ။ဒါပြင်တော့ ideology နိပြတယောက်ကြောင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ideology ကိုထိတ်ဆုံးကပြောကြတယ်ကျွန်တော်တို့ pragmatic လားဒါမှမဟုတ်လို့ရှိရင် proactive လားစသဖြင့်အများကြီးပြောကြတယ် Louis van Gaal အကြောင်းပြောမယ်ဆိုရင်20ရာစုဒီ21ရာစုရဲ့မဝင်ခင်2000ခုနဲ့မတိုင်ခင်ကာလတွေမှာအောင်မြင်မှုကြီးကြီးမားမားရခဲ့တယ်ဆိုတာကိုအရင်ဆုံးပြောရလိမ့်မယ်ဒါအပြင်ကို Louis van Gaal ရဲ့ tactic ဘိုင်းနေနဲ့ပတ်သက်ပြီးရောမှာပြောရလို့ရှိရင်လေဘာကန်ကသူ့ရဲ့ဆောင်မှာပြောခဲ့ဦးတယ်ဘာလဲဆိုတော့ လူးစ်ဝမ်ကားဆိုတာတဲ့သူ့ရဲ့ system အလုပ်ဖြစ်ဖို့အတွက်ကစားသမားတွေကို instruction ပေးနေတာပဲတဲ့အဲ့ဒီ instruction ရဲ့အောက်မှာကစားသမားအားလုံးကအတူတူပဲ big player တွေဘာရညာတွေဆိုတာလုံးဝမရှိဘူးလို့ပြောခဲ့ဘူးတယ်ဆိုတော့လူးစ်ဝမ်ကားကသူ့ရဲ့ system ကိုပဲအာရုံစိုက်တယ်ဆိုတဲ့သူမျိုးဒါကိုကျွန်တော်တို့သိရလိမ့်မယ်အဲ့တော့လူးစ်ဝမ်ကားအနေနဲ့ သူရဲ့ ideology တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်အထူးမခံဘူးလို့ပြောရလိမ့်မယ်သူရဲ့ ideology ကိုတသက်မထဲဆွဲကင်ထားတတ်သည့်ရှိရသူမျိုးဖြစ်တဲ့ဒါအပြင်ကိုသူရဲ့ ideology မှာကြီးကြီးမားမားပေါဝင်ပတ်သက်နေတာက youth development 20ရာစုထဲမှာအောင်မြင်မှုများခဲ့တယ်21ရာစုရောက်လာတဲ့အချိန်မှာအရင်ကြီးအောင်မြင်မှုကအရင်လောက်မကြီးမားတော့ဘူးလို့ပြောရလိမ့်မယ်ဘာလို့လဲဆိုတော့2009နှစ်မှာဘာစီလိုနာကနေထွက်တယ်ဒါပြီးရဲ့အချိန်မှာဆိုလို့ရှိရင်네덜란드ကိုနီးပြတယ်အဲ့ဒါပြီးရဲ့အချိန်မှာ IS ကိုပြန်တယ် ဲ့ဒါပြီးတော့ဗာလဲဆိုတော့ Isaac Agma ကိုရောက်တယ်2008 2009မှာအဲ့တော့ Isaac Agma ကိုရောက်တဲ့အချိန်မှာ Louis Van Gaal ကတပံပြန်ပြီးတော့မှာသူ့ရဲ့နီးပြဘဝကိုပြန်ပြီးတော့မှာမြင့်တင်နိုင်ငယ်လို့ပြောရလိမ့်မယ် Isaac Agma နဲ့အတူတူပဲ League Title ကိုရရှိခဲ့တယ်အဲ့ဒီ League Title က Isaac Agma ရဲ့တမိုင်းတစ်ချောက်လုံးမှာကြီးမယ်ဆိုလို့ရှိရင်ဒါမှဒုတိယမြောက်အချိန်ကြီးပဲအဲ့တော့ Isaac Agma မှာအောင်မြင်ခဲ့မှုကြောင့်မလို့ Bayern Munich စီကိုရောက်တယ် Bayern Munich မှာနှစ်နှစ်အတွင်းမှာတင်ကိုပြည်တော်မလားအကုန်ယူပြီးသွားပြီ2014 Netherlands World Cup ဆိုတော့ လူဝစ်ဘန်ဟာရဲ့တမိုင်းကြောင်းကိုပြန်လိုက်မယ်ဆိုလို့ရှိရင်2000နဲ့မတိုင်ခင်ကာလမှာအကြီးမားဆုံးသောအောင်မြင်မှုတွေရတယ်။အဲ့ဒါပြီးရဲ့ချိန်မှာ2008 2009နောက်ပိုင်းကနေစပြီးတော့မှသူ့ရဲ့နာမည်ကတဖြည်းဖြည်းချင်းတင်ကြံရစ်နေသေးတယ်။ဆိုတော့ okay ဒီလိုနီးပြတရားအပိတ်ကြောင့်ရင့်နေလူငယ်ကစားသမားတွေကိုစင်တင်နိုင်နေ ideology မှာလည်းတကယ်ကိုကောင်းမွန်နေ။ဆိုတော့ဒီလိုနီးပြတရားကို Manchester United က Revolution ကြီးပြောရမယ်ဆိုရင် Silas Ferguson မချပီးခဲ့တဲ့လမ်းစဉ်အစ်စ်နဲ့အတူတူပဲ Revolution တစ်ခုလုပ်ဖို့အတွက်ရွေးချယ်လိုက်တယ်။ လူးစ်ဗန်ဟာရောက်လာတဲ့ချိန်မှာမန်ချက်စတာယူနိုက်တက်ရဲ့အနေထားကကစားသမားကောင်းနေကြံနေသေးတယ်လို့ပြောရလိမ့်မယ်။ဒါပေမဲ့လည်းစန်ဖန်တခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ငထောင်ထဲမှာနှစ်ခုနှစ်မှာဆိုင်လက်ဆာကိုဆန်ကမန်ချက်စတာယူနိုက်တက်ကနေအနားယူဖို့အတွက်စဉ်းစားခဲ့ဦးတယ်။အဲ့ဒါလို့စဉ်းစားခဲ့တဲ့အချိန်မှာအဲ့ဒီချိန်ကမန်ချက်စတာယူနိုက်တက်ရဲ့ CEO ဖြစ်တဲ့ပီတာခင်းညွန်းကလူးစ်ဗန်ဟောနဲ့စကားပြောဘူးစကားပြောပြီးသွားနေပြီ။အဲ့တော့လူးစ်ဗန်ဟောကပတ်စကန်ဒီလေးပဲ။ အဲ့ဒီချိန်ကသာ Silas Ferguson အားယူခဲ့မယ်ဆိုလို့ရှိရင် Louis van Gaal က Manchester United ကို2000နဲ့မှ2ခုနှစ်မှာကနေကရောက်ရှိလာခဲ့မှာဒါပေမဲ့7နှစ်ကြာပြီးတဲ့ချိန်မှာတော့ Manchester United စီကိုရောက်ရှိလာခဲ့တယ်။အဲ့တော့ Louis van Gaal ရောက်လာတဲ့ Manchester United ကိုတည်ဆောက်မယ် Revolution တခုစတင်မယ် Silas Ferguson ရဲ့လမ်းကြောင်းတွေဘာဒီညာတွေအကုန်မေးလိုက်ပြီး Silas Ferguson ရဲ့ chosen one လည်းမရှိတော့ဘူးအဲ့တော့ Louis van Gaal ကို Manchester United ကအကောင်းဆုံး support ပေးခဲ့တယ်လို့ပြောရလိမ့်မယ်ပထမရာသီမှာလည်းပဲ ဒီမာရီယာလိုကသမားမျိုးကိုရခေါ်နိုင်ခဲ့တယ်။တားအပြင်ကိုကျောနံပါတ်ခွန်ဆိုတဲ့နံပါတ်ကိုလည်းပေးယူခဲ့တယ်။တားအပြင်ကိုကျွန်တော်တို့ဟာရယာလူရှော်ဒါလီဘလင်းအရိုဟိုနောက်ထပ်ပြောစရာရှိတာကဖဲလ်ကာကိုအထူးရှိတဲ့ဒိတ်ဒိတ်ကျဲတွေအဲ့ဒီအချိန်ကာလမှာဒီမာရီယာဆိုတာကတကယ်ဒိတ်ဒိတ်ကျဲပြီးမထွက်မှာတားအပြင်ကိုဖဲလ်ကာကိုအသင်းတိုင်းနီးပါးကချိတ်ဆက်နေကြတဲ့ပိုက်စစ်မှုမျိုးအဲ့လိုလူမျိုးတွေကိုခေါ်ယူပြီးတော့မှလူဝဲဆန်ဟာကိုအားပေးခဲ့တယ်။လူဝဲဆန်ဟာကလည်းမန်ချက်စတာယူနိုက်တက်ရောက်လာတဲ့အချိန်မှာတော်တော်လေးကမှ အာစမ်းသပ်မှုတွေအများကြီးလုပ်ခဲ့တဲ့တပါလဲဆိုတော့သူရဲ့ဒီ Manchester United မှာစတင်ခဲ့တဲ့ပထမရာသီကိုပြန်ကြည့်မယ်ဆိုရင်ကစားကွက်တွေအများကြီးတွေ့ရလိမ့်မယ်ပြောမယ်ဆိုလို့ရှိရင်352 3142 4141 442 diamond 433အစရှိပုံစံနဲ့အများကြီးနဲ့ကိုစမ်းတက်ခဲ့တာအဲ့ဒါလိုစမ်းတက်ခဲ့တဲ့ဆိုပေမဲ့သူ့ရဲ့ system ကအချိန်ယူရမယ်ဆိုတာကိုကျွန်တော်တို့အားလုံးနားလည်ခဲ့ကြတယ်ဒါပေမဲ့အရင်ကအခုလိုမျိုးရင်နားလည်နေတာမျိုးမဟုတ်ဘူးအဲ့ဒီကာလမှာ OK ငါတို့အတင်းက revolution လောရမှာပဲဆိုတာမျိုးကိုပဲလက်ခံထားကြတာဆိုတော့ အချင်းယူရမယ်အသင်းကတပြေးပြေးနဲ့ progress ဖြစ်လာနေတယ်လူဝစ်ဝမ်ကဘယ်လိုသွားကျင်တာလဲဆိုတာကိုပရိသတ်တွေကနားလည်လာကြတယ်ဆိုတော့ heavy position လုံးဝဘောလုံးကို share ကင်နားမယ်ဆိုတဲ့အသင်းမျိုးဒီလိုနဲ့ပဲ2000ထဲမှာ14 November နဲ့ December အထိကလူဝစ်ဝမ်ဟောအတွက်တကယ်ကိုပန်းခင်းနဲ့လမ်းမယ်အတင်းက system ကောင်းနေဒီမာရီယာဆိုလို့ရှိရင်ခြေစွမ်းပြနိုင်နေပထမဦးဆုံးတော့12ပွဲမှာဆိုလို့ရှိရင်3ဂိုးသွင်းတယ်6ချိန် assist ဒါပေမဲ့ ဒါတွေအားလုံးကတတိပြင်းချင်းတဲ့ကိုယော့ရဲလာခဲ့တာ။ဒါလဲဆိုအဲ့ဒါတွေအားလုံးရဲ့စတင်မှုကဒီမာရီယာရဲ့အိမ်ကိုဓမ္မရီဝင်လာတာနေစတယ်။ဒီမာရီယာရဲ့မန်ချက်စတာယူနိုက်တက်ကယ်ရီယာမှာဆိုလို့ရှိရင်ဒီမာရီယာခြေစွမ်းပြနေတဲ့အချိန်အဲ့လိုအချိန်မျိုးမှာဒီမာရီယာရဲ့အိမ်ကိုဓမ္မရီဝင်လာတယ်။သူထမင်းစားနေတဲ့အချိန်ညသာစားနေတဲ့အချိန်မျိုးမှာဝင်လာတယ်။ဆိုတော့ဒါပြီးရဲ့အချိန်မှာဒီမာရီယာကသူ့ရဲ့ဇနီးနဲ့အသားသမီးတွေကို24နာရီ ကာကွယ်စောင့်ရှောက်မှုအပြည့်ရှိတဲ့ဟိုတယ်မှာသွားထားခဲ့ရတယ်။ဒါရီနဲ့ပတ်သက်ပြီးတော့မှဒီမာရီယာရဲ့ဇနီးပြောခဲ့တဲ့ဟာကိုပြန်လိုက်ကြည့်မယ်ဆိုလို့ရှင်ဒီမာရီယာဘာကြောင့်မလို့ယူနိုက်တက်မှာတပြင်းပြင်းချေချောင်ကြလာရတာလဲဆိုတာကိုသိလာလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီမာရီယာရဲ့ဇနီးကပြောတာကဘာလဲဆိုတော့ဒီရဲ့မန်ချက်စတာမျိုးဆိုတာကချီးရင်းလိုပဲ။ဘဲချိန်မှာဘသူကဘာလုပ်သွားမလဲဆိုတာမသိနိုင်ဘူးအစားတော့တွေကလည်းဆိုးရွားလိုက်တာဆိုတာမျိုးပြောတာပြီဆိုတော့အိမ်ရင်းမှာအစင်မပြေတဲ့ဒီမာဘီယာကသူ့ရဲ့ဇနီးက ဒီနေရာမှာမနေခြင်းမဘူးဆိုတဲ့အနေအထားတခုမှာကိုင်းထဲမှာဘလို့မှပြောနိုင်မှာမဟုတ်တော့ဘူးဆိုဒီမာရီယာအဲ့နောက်ပိုင်းမှာခြေစွမ်းလုံးဝကျသွားတာပဲကျသွားပြီးရင်ချင်တာဘာဖြစ်လဲဆိုတော့အဓိကကစားသမားတယောက်ကိုဆုံးရှုံးလိုက်ရတဲ့ Louis van Gaal ကအသင်းကိုတဖြည်းဖြည်းချင်းနဲ့ပုံစံမှန်ပြန်ရအောင်ပြန်လုပ်ရပြန်ရောဆိုတော့ဒီကစားသမားနဲ့တိစောက်ပါမယ်ဆိုပြီးမှဂျောနံပါတ်ခွန်မှာပြီးထားတယ်ဒီကစားသမားကမပြောတော့ဘူးဆိုတဲ့အချိန်မှာသူ့အနေနဲ့ transfer ကာလာမှာဘာမှမလုပ်နိုင်တော့ဘူး okay ငါတို့ရဲ့ first transfer ကတော့ fail တယ်ပေါ့ဒီလိုမျိုးဆုံးဖြတ်ခဲ့ကြတယ် အဲ့ဒီလိုနဲ့ပဲအဲ့ဒီຢာဒီမှာတော့ Louis van Gaal ရဲ့အနေထားကမဆိုးဘူးလို့ပြောရလိမ့်မယ်။ဘာလဲဆိုတော့ goal scoring ဆိုလို့ရှိရင်လည်း6ဆိုင်တည်းမှာနှစ် goal ရ။ဒါက United ရဲ့တမိုင်းတစ်လျှောက်လုံးမှာဒါ2000ခုနှစ်ကနေပြန်ကြည့်မယ်ဆိုလို့ရှိရင်တရာဒီပြန်မြတွင် goal 62 goal ဆိုတာအ ਨੇ ဆုံးတော့တမိုင်းပဲ။ဒါပေမဲ့အဲ့ဒီຢာဒီမှာပဲ Manchester United က Champion League ကိုပြန်လဲကစားခွင့်ရရှိခဲ့တယ်။အဆင့်၄နဲ့အဆုံးသတ်တကယ်တယ်။ဆိုတော့မဆိုးဘူးပေါ့။ဒါက revolution လေ။ဒါက revolution ကာလလေ။ငါတို့ဒီလောက်နဲ့ရောင်းရရမယ်ပေါ့။ အသင်းကချန်ပီယံလိဂ်ပြန်ကစားနေရပြီလေအသင်းမှာလည်းထန်ဟရကစားသမားတွေများနေပြီအဓိကကစားသမားကလည်းပြောင်းကျင်နေတကယ်ကြီးဖြစ်နေတဲ့အချိန်ခြေတော်မပြနိုင်တဲ့အချိန်အဲဒီလိုအချိန်မျိုးဆိုတော့ United ပြည်သက်တွေအနေနဲ့လက်ခံခဲ့ကြတယ်မစိုးဘူးလို့ပြောရလိမ့်မယ်ပေါ့ Revolution ကအဆောက်ကောင်းနေတယ်ပေါ့အရင်ကြီးထောက်ခံမှုရမ်းမများခဲ့တိတိုင်အောင် Revolution တစ်ခုကိုစတင်ဖို့အတွက်အမိထားတစ်ခုရှိခဲ့တယ်နောက်ထပ်တရားဒီရောက်တဲ့အချိန်မှာတော့ Manchester United ကသူရဲ့ transfer policy တစ်ခုလုံးပြောင်းလဲခဲ့တယ်ဘာလဲဆိုတော့လူငယ်ကစားသမားတွေကို focus ထားခဲ့တယ် အဲ့ဒီချိန်ကာလမှာမန်တကယ်လူတိုင်းလိုချင်နေခဲ့ပါတယ်ဆိုတော့ online နဲ့ကစားဟန်တူပါတယ်ဆိုတော့ marshall လိုကစားသမားမျိုးကိုခေါ်ယူခဲ့တယ်။ marshall ကလည်း united မှာ louis van gaal ရဲ့လက်အောက်မှာအကောင်းဆုံးသောခြေစွမ်းအနေနဲ့ premier league ပရိသတ်တွေကိုအကောင်းဆုံးဆုံးဖျော်ဖြေပေးနိုင်ခဲ့တယ်လို့ပဲပြောရလိမ့်မယ်။ဒါပြည့်တဲ့ချိန်မှာအသင်းကပုံမှန်ပြန်ရနေရာကနေပြီးတော့မှ စက်တင်ဘာလမှာမန်ချက်စတာယူနိုက်တက်ကအဆင့်1ကိုပြင်ရတယ်အဆင့်1ဆိုတာက2014-15အဆင့်1ဆိုတာကဆန်လက်စာကိုစံအားယူပြည့်ချိန်မှာပထမအုံဆုံးသောအနေနဲ့အဆင့်1မှာပြန်ထိုင်ရတာအဲ့ဒီလိုအချိန်ရောက်တဲ့ချိန်မှာဒီဇင်ဘာလရောက်တဲ့ချိန်မှာအတင်းကရုပ်ရည်ကြီးအဆင့်5တိကိုထိုးစင်းသွားခဲ့တယ်။ဘာဒီကြောင့်လဲဆိုတော့ချန်ပီယံလိမှာရုံးလင်းခဲ့မှုတွေဒါအပြင်ကိုအတင်းကတဖြည်းဖြည်းချင်းနဲ့ယုံကြည်မှုတွေပျောက်ဆုံးလာတာဒီကိုအများကြီးမြင်ခဲ့ရတယ် အဲ့ဒီအချိန်မှာ Louis van Gaal ကအသင်းကို motivate ဖြစ်နိုင်မယ့်ဟာမျိုးပြောခဲ့တယ်။ဘာလဲဆိုတော့ Christmas Gala နီးရောက်တဲ့အချိန်မှာ Louis van Gaal က media conference ကိုတရားခေအေးစစ်စစ်ရောက်လာတယ်။မင်းတို့ကောင်တွေက congratulation မှာဘာလို့လဲဆိုတော့ငါတော့မသိရသေးတဲ့ကိစ္စတကူကိုငါထုတ်ခံရပါပြီဆိုပြီးတော့မှမင်းတို့ media ပေါ်မှာရေးရဲတယ်နော်။ပြီးသွားလို့ရှိရင်မင်းတို့အတွက်ဒီဟာအတွက်ငါရဲ့သားသမီးငါရဲ့မျက်နှာဒါပြင်ကိုငါရဲ့မိန်းမအဲ့ဒါအပြင်ကိုငါရဲ့ မြေးတွေကိုငါဘယ်လိုပြောရတော့မလဲမင်းတို့ရေးတာတွေကမဟုတ်ဘူးဆိုပြီးမှ motivate ဖြစ်စေမဲ့စကားလုံးမျိုးနဲ့ဘုံကမီးယာမီးယာမခံတော့ဘဲနဲ့ချက်ချင်းကိုထထွက်သွားခဲ့တာလူဝစ်ဆန်ကအဲ့ဒီချိန်မှာပြောခဲ့တဲ့စကားလုံးကတကယ်ကို motivate ဖြစ်စင်ကြပဲငါဒီလိုလာထိုင်နေတာက Premier League Brewery ကြောင့်မလို့ပဲမင်းတို့နဲ့ငါဘာမှမပြောချင်တာဆိုတဲ့ဟာမျိုးပဲအဲ့ဒီအတွက်ကြောင့်မလို့ပဲအသင်းကတဖြည်းဖြည်းနဲ့ motivate ပြန်ရလာတယ်အသင်းက Europa League ကိုစင်ကန်ရတယ်။ Europa League စင်ကန်ရတဲ့အချိန်မှာ Manchester United အတွက် မမိနိုင်စရာအလဲပြောင်းနေဖြစ်တယ်။ Louis van Gaal ရဲ့ ideology တိုင်းလှုပ်ဖြစ်ခဲ့တဲ့အရင်တုန်းကပုံစံတွေအတိုင်းလူငွေကစားသမားတွေကိုစင်တင်နေ Market Rush ပို့ Magellan နဲ့ပွဲမှာပထမအဆုံးတော့ပွဲထွက်ခွင့်ရတယ်။ဒါပြီးတဲ့အချိန်ဘလောက်မှမကြောက်ဘူး Arsenal နဲ့တွေ့ရဒီကြောင်းကတော့ပြန်ပြောစရာမလိုဘူး။ Market Rush ပို့ပြီးခဲ့တဲ့အချိန်ကာလဒီ Manchester United မှာလူငွေကစားသမားတယောက်အနေနဲ့ဥရောပအပေါ်မှာအကောင်းဆုံးပေါ်ထွက်လာနိုင်ခဲ့တယ်။ဒါပြီးတဲ့အချိန်မှာတော့ ဒန်ယာရကစားသမားတွေအများကြီးပဲ rain roll နေဒန်ယာရတယ်အဲ့ဒါပြီးတဲ့အချိန်မှာ Manchester United ကအဲ့2014-15 Premier League ပြီးသွားတဲ့အချိန်မှာ Manchester United ကအဆင့်9နေရာမှာပဲရပ်တည်နိုင်ခဲ့တယ်ဒါပေမဲ့ Manchester United က Africa Final ကစားရမယ်ဆို Africa Final မှာကော Louis van Gaal ကသူ့ရဲ့ ideology ပေါ်တက်သွင်းခဲ့တဲ့ Jesse Lingard ဆိုတော့လူငယ်ကစားသမားတွေကိုစင်တင်လာနိုင်ပြီပေါ့ လူငယ်ကစားသမားတွေအစုဖွဲ့တွေကောင်းကောင်းရှိနေပြီပေါ့ဒီလူငယ်ကစားသမားတွေနဲ့အတင်းကအကောင်းမှုဆုံးတွားနိုင်တော့မယ်ပေါ့ဒါပေမဲ့အဖေကရပြီးတော့မှ9ရက်အကြာမှာတို့ချင်းမန်ချက်စတာယူနိုက်တက်က Louis van Gaal ကိုထုတ်ပယ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့ Manchester United ကစေးမွန်ယူကိုခန့်ချင်လို့ပဲ။ဆိုတော့ဝန်စေးမွန်ယူကိုခန့်ရတာကကောင်းတယ်မကောင်းဘူးဒီနေရာမှာကျွန်တော်တို့ discuss လုပ် ထင်တာမဟုတ်ဘူး။ဟိုစင်းမော်ရီညိုကဒီ Louis van Gaal Manchester United ကလည်းထုတ်ပြန်မခံရခြင်းအချိန်မှာ Chelsea ကနေပြီးတော့မှသူ့ရဲ့ဆေးဖွဲကဒေါက်တာမာလီနဲ့ပြဿနာတက်ပြီးတော့မှဒီ Chelsea တင်းကလည်းထုတ်ပြန်ခြင်းခံရပြီးပြီ။ Manchester United အနေနဲ့ Louis van Gaal ရဲ့ process အပေါ်မှာယုံကြည်ပြီးတော့မှနှစ်နှစ်နီးပါးအချိန်ပေးခဲ့ပြီးကာလမှချက်ချင်းတက်ပြီးတော့မှရုတ်တရက်ကြီးဖလားရပြီးတော့မှထုတ်ပယ်ခံရတာ မန်ချက်စတာယူနိုက်တက်ရဲ့တမိုင်းတလျှောက်ဒါမှမဟုတ်လို့ရှင်လည်းဒီနောက်ပိုင်းတမိုင်းနေစီပါပြန်ကြည့်မယ်ဆိုလို့ရှင်ဖလားရပြီး9ရက်အကြာမှာထုတ်ပိတ်ခံရတဲ့ယူနိုက်တက်ညီပြဆိုတာကမရှိသလောက်ပဲဆိုတော့လူးဝစ်ဝန်9ရက် revolution ကြီးကအောင်မြင်ခဲ့တယ်မအောင်မြင်ခဲ့ဘူးဆိုတာကတော့ discuss လုပ်စရာအများကြီးရှိတယ်မယ် okay လူးဝစ်ဝန်9က united ကိုအရင်ပြင်းစရာကောင်းတဲ့ကစားကွက်ကြီးပြခဲ့တာပဲငါတို့ united ကဘောလုံးမဲ့ကင်နေတာကိုယ်လည်းမဝင်နိုင်ဘူး okay ပြောလို့ရတယ် 2045ရာသီအဆိုးဆုံးပဲကြီးစုခဲ့သမျှပွဲစဉ်၄တိုင်းမှာ Manchester United ပွဲစဉ်ကြီးခဲ့သမျှထဲမှာ2045ရာသီလောက် entertainment မဖြစ်တဲ့အတင်းတခါမှမမြင်ခဲ့ဒါပေမဲ့သူရဲ့ ideology ပေါ်မှာပဲခေါင်းမမာနဲ့ဆက်သုံးခဲ့တယ် Louis van Gaal ဆိုတာကမီဒီယာရင်နဲ့ပတ်သက်လာလို့ရှင်အရန်ကြီးဆက်ဆိုင်ရေးတောင်းမှုနဲ့နှီးပြမျိုးမဟုတ် လူးစ်ဗန်ဂါဒါနဲ့ပတ်သက်ပြီးတော့မှပြီးခဲ့တဲ့သူ့ဘာစီလိုနာနီးပြားကားအဖြစ်ကနေပြီးတော့မှ resign လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းမီဒီယာတွေကို congratulation my friends လို့ပြောပြီးတော့မှထွက်လာခဲ့တဲ့နီးပြားမျိုးဆိုတော့မီဒီယာနဲ့လည်းတိတ်အဆင်မပြေဘူးပရိသတ်တွေကိုယ်တိုင်ကလည်းဒီဖေးကြီးကပြင်းစရာကြီးပါကွာဆိုတာမျိုးဖြစ်လာခဲ့ပြီဒါအပြင်ကိုအသင်းရဲ့ results results တွေကလည်းပရိသတ်မျောနေသလားမဖြစ်မဖြစ်တဲ့အချိန်မှာ united ပိုင်ရှင်တွေကထုတ်ပယ်ဖို့တော့ဆုံးဖြတ်တယ်ပဲထားပါတော့ဒါပေမဲ့ဘာလို့အချိန်နဲ့နဲ့ပြီးခဲ့တာလဲ လူရစ်ဗန်ကထွက်ခွာသွားပြီးတဲ့အချိန်မှာ Manchester United အသင်းတစ်သင်းလုံးကလူငယ်ကစားသမားတွေအများကြီးနဲ့မျောလင့်ကြကြအများဆုံးအဲ့ဒီအချိန်ကြီးနေထားတာဖြစ်ခဲ့တာတော့ကျွန်တော်တို့လက်ခံရသိမ့်မယ်။ဟိုစင်းမော်ညိုရောက်လာတဲ့အချိန်မှာဟိုစင်းမော်ညိုအနေနဲ့ Manchester United ကို Europa League ဖလားရအောင်ယူပင်းနိုင်ခဲ့တယ်။အဲ့ဒီ Europa League ဖလားကလည်း Manchester United အနေနဲ့နှစ်တော်တော်ကြာမှပြန်ရတဲ့ဖလားဥရောပဖလားပေါ့နော်။ဆိုတော့အဲ့ဒီဖလားရသွားတဲ့လမ်းကြောင်းတစ်ချောင်းပါပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း လူးစ်ဗန်ကလက်ထက်ကကစားသမားတွေအများကြီးကအကျိုးပြုနေကြတာကိုကျွန်တော်မြင်ရတယ်မယ်။ Under Harry ရဲ့ကစားသမားမျိုးတွေအဲ့တော့ပြောရမယ်ဆိုလို့ရှိရင် Louis van Gaal ရဲ့ Revolution ရအောင်မြင်လားမအောင်မြင်လားကတော့အားလုံးရဲ့ကိုယ်စီကိုယ်စီအမြင်တွေမှာအများကြီးရှားလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့တကယ်တမ်း United နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်စမ်းကြင်နေတာတော့အမှန်ပဲ။နီးပြတဲ့ယောက်ကထလားရမြင်ငါရဲ့အကြမှာထုတ်ပယ်ခံရတယ်ဆိုတဲ့သတင်းတစ်ခုကဘလို့ပဲကြည်ကြည်ဘလို့ပဲနေနေဒါအပြင်ကိုအသိန်းကိုနှစ်နှစ်လောက် ပဲတိဆောက်ရသေးတယ်။လောင်တန်းသွားပါမယ်။လောင်တန်းပုံတန်းသွားတတ်တဲ့နည်းပြတစ်ယောက်အာရီယိုလော်ဂျီကိုနှစ်ကြာကြာတိဆောက်ပြီးတော့မှအသင်း frame တစ်ခုပေါ်မှာရိုက်သွင်းလေးရှိတဲ့နည်းပြတစ်ယောက်ကိုအသင်းကနှာပြီးတော့ခါကြမှာအသင်းမှာဘလောက်မှမကြသေးပဲနဲ့ချက်ချင်းတမ်းပြီးထုတ်ပယ်ခံရတယ်။ဒါကတော့ကျွန်တော်ညင်လို့မြန်တဲ့မှန်တရားပဲ။ဒါအပြင်ကို Louis Van Gaal ရဲ့ The Revolution ကြီးက အောင်မြင်ခဲ့သည်ဖြစ်ပါစေရောကြာရှုံးခဲ့သည်ဖြစ်ပါစေရောမန်ချက်စတာယူနိုက်တက်အသင်းကတော့ဒီရဲ့အကျိုးဆက်တွေကိုလက်ရှိချိန်ကြီးခံစားနေရတော့မယ်။ Okay ကျွန်တော်ဒီနေ့ discuss လုပ်တာက Louis van Gaal ကိုထုတ်ချင်းကကောင်းလားမကောင်းလားဆိုတာကို discuss လုပ်တာမဟုတ်ဘူး။ Louis van Gaal ရဲ့မအောင်မြင်လိုက်တဲ့ Manchester United Revolution ဆိုတဲ့အကြောင်းအရာကို discuss လုပ်တာ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဘာတွေမှတ်တရရှိမလဲ။ဘာတွေပြောစရာရှိမလဲပေါ့။ကျွန်တော်တို့ကိုမန့်မှာဝင်ရဆွေးနွေးကြရလိမ့်ရပါတယ်။ဆိုတော့ကျွန်တော်နောက်တစ်ပတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့။